ရစလီရစတလ25ပေါ့နော်တောက်ကြအပိနေမနက်ခင်းအတွက်ပါနော်ဒါညီမရှာတွေ့ထားတဲ့ခဏလေးတွေကိုဆက်ပြပေးလိုက်မယ်နော်ဒါဆိုလို့ရှင်ရင်ထိတ်စည်းလေးကိုအရင်ဦးဆုံးသွားရအောင်နော်ဒီမှာရှိတာတက်ပါနော်တက်ကဒီမှာရှိတယ်3လေး3လေးပေါင်းတော့ခွန်ခွန်တက်ပေါင်းတော့8တက်နံခတ်8ဆိုပြီးတော့ရထားတယ်နောက်တစ်ပြင်ဆိုရင်ဒီမှာခွန်နော် ခွန်5ဆိုလို့ရှိရင်ဒီမှာ656 65ပေါင်းတော့တက်16ပေါင်းတော့ခွန်ခွန်ညီမြချင်းခွန်ဒါဆိုရင်ဒီခါဒီမှာရှိတာကို6ကဒီမှာထိပ်စီးရဲ့ဒီမှာတက်တက်နှလုံးရဲ့နော်၃လုံးပေါင်းမယ်ဆိုရင်6ပါပြင်မလဲဆိုပြီးတော့ equal power နဲ့ကန်နဲ့သွားမယ်6 4 6ပေါ့နော်တက်ရတက်ရပေါင်းရင်ဖြစ်ပေါ့နော်နောက်တစ်လုံးနဲ့ပေါင်းရင် ကိုဆိုတဲ့အတွက်ကြောင့်မလို့ခွန်ထဲမယ်တဲ့တဲ့ပိုင်းနှစ်နောက်တစ်လုံးနဲ့ပိုင်းလေးဆိုတော့နှစ်ထဲမယ်တနေ့တနေ့ပိုင်းနှစ်နောက်တစ်လုံးနဲ့ပိုင်း6ဆိုတော့လေးထဲမယ်ခွန်နှစ်လေးဆိုပြီးတော့ထိပ်စည်းကပုံလုံးရထားတယ်ပေါ့နော်ဒါဆိုရင်ဒီဘက်မှာခွန်ညီမတို့အပိတ်ကိုသွားကြမယ်နော်အပိတ်ကိုသွားမယ်ဆိုတဲ့အတွက်ကြောင့်အပိတ်ကကြတော့ဒီမှာလေးနော်၄ကဆိုဒီမှာ၅ခွန်နှလုံးပေါင်းတော့2 4နက္ခတ် ဟုတ်ပြီနော်။ဒါဆိုဆက်သွားမယ်ဒီမှာ၃ညနော်။၃ညဒီမှာ၈၉နှလုံးပေါင်းတော့ခွန်၃ညနက်ခွန်ဟုတ်ပြီနော်။ဒါဆိုရင်ဒီခါဒီမှာရှိရခွန်ဟုတ်ပြီနော်။၅ရဲ့ဒီမှာလာမယ်။အပိတ်တလုံးရဲ့နှလုံးပေါင်းမဲ့ဆိုရင်ခွန်ဘာဖြစ်မလဲဆိုပြီးတော့ equal power နဲ့ခွန်နဲ့၃ညာဖြစ်မယ် နော်နှလုံးပေါင်းရင်ခွန်နဲ့တုံညာရှိနေတာ၅နောက်တစ်လုံးနဲ့ပေါင်းရင်ခွန်ဆိုတော့နှစ်ရှိနေတာ၅နောက်တစ်လုံးနဲ့ပေါင်းရင်နှစ်ဆိုတော့ခွန်ရှိနေတာ၅နောက်တစ်လုံးနဲ့ပေါင်းရင်တုံညာဆိုတော့၅ပေါ့နော်၅အပိတ်လေးကိုမျိုးအောင်အနေနဲ့ကစားမယ်ပုံမှန်နဲ့ခက်တူစီတယ်ပေါ့နော်ကျန်လာရင်ခွန်နဲ့ကစားမှာပါအခုဒါဆိုရင်ထိုးကွက်ကလေးကိုရေးပြမယ်နော်ခွန်နဲ့ခွန်ခွန်ခွန်၅ပါနော်နောက်တစ်ခါနင်းနဲ့နှစ်ခွန်နင်း၅နော်လေး လေးခွန်လေးငါးပေါ့နော်ဒီငါးပိတ်လေးသုံးခွန်ကတော့ဒီကအမိန်အော်နေနဲ့မပြတ်တော့ကစားမယ်ပိတ်နေမှာခံကောင်းပါစေဆုတောင်းပေးလိုက်ပါတယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်